တော်ရဓမ္မဂရုကသာသနာလင်္ကာယဆာမဝဲကိုရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့ဖားအောက်တော်ရစာတင်တိုင်းမှာကျင်းပလျက်ရှိအောင်ဆာမဝဲနာစုံနေကိုနိုဝင်ဘာလ19ရက်နေ့ပိုင်းကကျင်းပပါတယ်အဆိုပါဖားအောက်တော်ရဓမ္မဂရုကသာသနာလင်္ကာယဆာမဝဲကြီးကိုပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်အဆင့်3ဆင့်ဖြင့်ကျင်းပလျက်ရှိပြီး ဖြည့်ဆို့သူများအနေဖြင့်တနေ့မှာအဆင့်တစ်ခုကိုဖြည့်ဆို့နိုင်ပါတယ် သာသနာလင်္ကာယအဆောင်မိုးရဲ့ကြီးကို ပရိယတ်တီသာသနာတော်ကိုတန်ရှင်းပြန်ပွားရေးမှအထောက်ပံ့ဖြစ်စေရန်တာမဏိများတာမကယဟန်တော်များတိလရှင်ပုဂ္ဂိုလ်များပါစာမုဝဲဖြေဆိုခွင့်ရရှိနိုင်ကြစေရန်ဝီနီတော်နေကြီးစာမုဝဲများကိုတန်ရှင်းစွာကျင်းပပြီးပစ္စည်းလေးပါလှူဒန်းပူဇော်ခွင့်ရရှိကြစေရန်ရည်ရဲချက်များဖြင့်ကျင်းပခြင်းဖြစ်ပါသည် စာမုပ်ပွဲမှာပါဠိ၅ကျမ်းအင်္ဂုတ္တု၁၇ကျမ်းနဲ့ဓမ္မပါဠိဘာသာရပ်များကိုဖြည့်ဆို့ကြရပြီးစာမုပ်ပွဲ၃စဉ်လုံးအောင်မြင်ပါကသာသနာလင်္ကာရပွဲကိုချင်းမြင်အနှင်းခံရမှာဖြစ်ပါတယ်စာမုပ်ပွဲကိုဝင်ရောက်ဖြည့်ဆို့သူပုဂ္ဂိုလ်များဟောင်းပါဠိစာပေများကိုစာမျက်နှာပေါင်း3800ကျော်လေ့လာရမှာဖြစ်တဲ့အတွက်ပရိယတ်တိစာပေများလေ့လာမှတ်သားအားထုတ်မှုအတွက်အရေးကြီးတဲ့စာမုပ်ပွဲတစ်ခုဖြစ်ပါတယ် ဖားအောက်တော်ရစာတင်နိုင်ခြင်းနေဖြင့်ဝီနီးတော်နေညီကြင်ကြံနေထိုင်ကြပြီးသာသနာတော်အတွက်အထောက်ပံ့ကောင်းများဖြစ်စေမည်သာသနာအားစာနှင့်အရှင်မြတ်များကိုမွေးထုတ်ပေးနိုင်ရန်အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးအခုဆောင်မှုပွဲမှာလည်းသာသနာတော်အတွက်အကျိုးရလက်များရရှိစေမှာဖြစ်တယ်လို့တည်င်းရရှိပါတယ်။အခုဖားအောက်တော်ရဓမ္မဂရုကသာသနာလင်္ကာရဆောင်မှုပွဲကြီးနဲ့ပတ်သက်ပြီးအခုလိုပဲကြားသိရမှာဖြစ်ပါတယ်ရှင်။ ခုဒီသုံးစင်လုံးကိုအောင်မြင်သွားတဲ့ပုဂ္ဂိုလ်ကတော့ဖောက်တော်ရဓမ္မရုက္ခဒါနာလင်္ကာရအချောဆိုပြီးဝလက်မဲ့ပေးပါတယ်ဒုတိယစင်နဲ့ပရမစင်ကိုတော့အောင်လက်မဲ့ဆက်ကတ်တာပေါ့ခုဒီသုံးစင်လုံးအောင်မြင်သွားတဲ့အတွက်ပရိယတိစာပြေတက်မြတ်မှုအပိုင်းမှာငါးချက်တော့တွေ့ရတာပေါ့နော်နံပါတ်1အနေနဲ့ပါဠိစာဖတ်နိုင်တဲ့စွမ်းရည်တွေရရှိတယ် နောက်နံပါတ်1နဲ့ပါဠိစကားလုံးတစ်လုံးချင်းစီကိုတိတိကျကျတင်းကြုံလေးအရမမှန်ကန်ကန်အတိတ်ပဲကောက်ယူနိုင်တယ်။နောက်နံပါတ်3ပါဠိစကားလုံးတစ်လုံးချင်းစီကိုဒတနီးအရဝေဖန်ဆန်းစစ်နိုင်တယ်။နောက်နံပါတ်4နဲ့အာဂုံဂါဟာပါဠိတွေပေါ့နော်။အဲဒီကိုအာဂုံမှတ်သားနိုင်တဲ့စွမ်းရည်ရတယ်။နောက်နံပါတ်5အနေနဲ့အနတ်ပေးဗာရာမီပြန်မှုအပိုင်းမှာလည်း အများကြီးပြည့်စုံနိုင်တဲ့ရည်ချင်းတွေရရှိနိုင်ပါတယ်။ဒါကြောင့်ဆိုတော့၃၀လုံးကိုအောင်မြင်သွားတဲ့ပုဂ္ဂိုလ်ဟာပါဠိတော်ဆံမျက်နှာပေါင်း3800ကျော်လောက်ကိုလေ့လာတည်ယူတက်မြောက်ပြီးသားဖြစ်သွားတာပေါ့။အခုလိုဆံဝေးကြီးကိုအောင်မြင်ကျင်းပပြီးတဲ့ဥဆောင်ဆရာတော်တွေနဲ့တကွာ ဝင်ဝင်ပြီးတော့ပစ္စည်းလေးပါထောက်ခံကြတဲ့ဒေဂါဒေဂမအပေါင်းသူတော်ကောင်းတွေအားလုံးကိုဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ကြောင်းပြောကြလိုပါလေအခုလိုဒါနာတော်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ရိယတိစာပေတင်ကြားလေးလာဖြေဆိုကြတဲ့ယန္တမဏိဒီလရှင်များကိုဝင်ဝင်ထောက်ခံတဲ့အတွက်ဒါနာအတွက်ထောက်ခံကောင်းတွေကိုစီးပွားခွင့်ရရှိတဲ့ရရှိတဲ့အတွက် ဒီလိုရရှိတဲ့ခွင့်ရေးကိုရယူနိုင်အောင်ဆက်လက်ပြီးတော့ကြိုးစားအားထုတ်ဖို့တိုက်တွန်းလိုပါတယ်ဆရာတော်ဖျားကြီးတည်ထားပြီးတဲ့ဒီဖောက်တို့ရအဲထောက်ကြံသမ္မတပြုနေမြန်မာဒီတန်ဃာတော်ကြီးကိုရင်ဒီအတွက်ဒီစာမွေးလင်္ကာစာမွေးကျင့်ပပေးနိုင်ဖြစ်ပါတယ် ီလင်္ကာဆာမွေးကိုကျင်းပပေးနေရဆိုရှင်အခုဆိုရင်ဒါ6နှစ်တိတိရှိပါပြီပထမပိုင်းနှစ်တရာတော့ကျောင်းတွင်းဆာမွေးပြင်ပပြီးတော့အခုနောက်ပိုင်းမှာကိုလုံးတပြည်လုံးအနှံ့ကဒါစာတင်သားကိုရင်နေဦးစင်းတွေလာရောက်ပြီးတော့ဖြည့်ဆုံကြဖြစ်ပါတယ်အဲ့ဖြည့်ဆုံကြတဲ့နေရာမှာလည်းပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်ဆိုပြီးတော့သုံးဆင့်ခွဲထားပါတယ်တတိယအဆင့်အောင်မြင်ပြီးရင်တော့ဒါလင်္ကာဘွဲ့ရရှိကြမှာဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်ဒီဖောက်တို့ရလင်္ကာစာမွေးကိုလာရောက်ဖြေဆိုကြတဲ့ နိုင်ငံတနံတလျားကကိုရင်ဘောင်းအောင်ဆိုရင်9000နဲ့25ပါလောက်စင်းသွင်းဖြစ်ဆိုကြပါတယ်ဒီတန်ဃာတို့များအားလုံးဟာနေနေရက်ကလာကြတဲ့အတွက်သူတို့တဲ့တည်င်းတုံးမှုနေရာနောက်တစ်ခါစွန်ကိစ္စနောက်တစ်ခါ တခြားသောကျန်းမာရေးကစားအားလုံးကိုဒီအတင်းရနေမှာတာဝန်ယူပါတယ်တာဝန်ယူမှာစာဝတ်ဖြည့်တဲ့အခါမှာလည်းပဲသူမကြောက်မကြမတောင့်မတစာဝတ်ဖြည့်ရအောင်အတွက်ဒီအတင်းရှိတဲ့နေရာမှာရောဒီပတ်ဝန်းကျင်မှာရှိတဲ့တခြားသောစာတင်တိုက်ကျောင်းနေရာရောဘိုင်းအောင်ကူညီပြီးတော့မှနေရာအတွက်စာဝတ်ပေးကြပါတယ်ဒီအတင်းကြီးအခုလိုစာဝတ်ရေးအောင်မြင်ကျင်းပဖို့အတွက်ကိုလည်းပရဟိတအတင်းပေါင်းများစွာကလာရောက်ပြီးတော့ပံ့ပိုးပေးကြပါတယ်အဲ့လိုပံ့ပိုးတဲ့အခါမှာဒီနေ့ဆိုလို့ရှိရင်ဒါကျင်းပ3ရက်ပါ3ရက်မှာဒီနေ့ဆိုရင်ဒါနောက်ဆုံးနေ့ဖြစ်သွားပါပြီ ဆရာတော်ရဲ့တပည့်ဖြစ်တဲ့ဆရာတော်ဗဒနာကဝိတာရာလင်္ကာရဆိုတဲ့ဆရာတော်ကဒီမှာအဲဦးစီးပြီးတော့ဆောင်ပေးနေဖြစ်ပါတယ်။ဒီကျောင်းတော်ကြီးကဆိုရင်စုမောက်ဆိုရင်17ဧကရှိပါတယ်။ဒါစာတင်တိုက်တီထောင်နာဖြစ်ပြီးတော့မှနှစ်စဉ်တစ်တိုင်းဒီလိုကာလရောက်လို့ရှိရင်တော့စာမွေးကျင်းပါပြတာပဲ။နောက်တစ်ခါပရိပတ်တိအတွက်ကိုလည်းပဲဂျန်နဲ့ဟိုဘက်၄ဧကနေရာမှာကျွန်တော်တို့အဆောင်လေးစောက်ပြီးတော့မှအဲ တရားကျင့်ကြံအားထုတ်မဲ့လူတွေရှင်ပြင်ကျင်တာကိုလည်းစောင့်ပေးလက်ရှိပါတယ်။ဒါကြောင့်မလို့ဒီလိုကိုရင်တွေစာမွေးဖြည့်ပြီးတော့မှစာမွေးတွေအောင်ဖို့အတွက်ကိုကျုပ်ကိုရင်တွေစူးစမ်းအားထုတ်စာတင်ပြီးတော့ကြက်မှတ်လေ့လာခြင်းအပြင်နောက်တစ်ချိန်မှာဒီကိုရင်တွေဟာဒီလက်ရှိဆရာတော်ကြီးများနေရာမှာအစားထိုးပြီးတော့မှကျွန်တော်တို့ဘုရားဘာသာဝင်တွေကိုဘုရားဘာသာအစိုးမတွေကိုမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုပြန်လည်စိုးမတင် जा ပြတ်တာပြီးမဲ့ ကိုရင်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဝိုင်းဝန်းကူညီဆောင်ရွက်ကြောင်ဖြစ်ပါတယ်ကိုရင်တွေဆိုလို့ရှိရင်လည်းပဲပထမအဆင့်အောင်မြင်ပြီဆိုရှင်ကြံ၅တောင်းဒဝတ္ထုကတ်လူမှာပြရတယ်ဒုတိယဆင့်အောင်မြင်စေချက်တသိန်းကတ်လူမှာဖြစ်ပါတယ်တတိယဆင့်အောင်မြင်ဆိုရင်ချက်၃သိန်းကတ်လူပြီးတော့မှလင်္ကာဘွဲ့ရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကိုအားလုံးဒီပြည်လုံးမှာရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တွေဘိုင်းယွန်ကွန်ကြီးပံ့ပိုးလှူဒါန်းနိုင်ပါတယ်လို့ကျွန်တော်ဒီနေ့အနေနဲ့ပြောပြလိုပါတယ်ဆမွေ ဒီဖြည့်စုံခွင့်ရရှိဖို့အတွက်လျှောက်လာပြီးခေါ်ခဲ့ကြတဲ့အချိန်မှာစုစုပေါင်း9000နဲ့35ပါးဆိုတာကျွန်တော်ပြောခဲ့ပါတယ်အခုတကယ်ဖြည့်စုံတဲ့အချိန်ကျတော့စုစုပေါင်း4235ပါးပေါ့နော်ဖြည့်စုံခွင့်တင်တဲ့အရေးအတွက်နဲ့နိုင်ရှင်လို့ရှိရင်84ရာခိုင်နှုန်းလောက်ကျွန်တော်တို့ဖြည့်စုံတယ်လို့ပြောရမှာဖြစ်ပါတယ်ဘောက်တော်ဆာတင်တိုင်းအနေနဲ့ဒီဘောက်တော်ဆရာတော်ကြီးပေါ့နော်ဆရာတော်ကြီးရဲ့ ါသူသူရဲ့ဝင်းကြီးတော်နဲ့အညီကျင့်ကြံနေထိုင်နေမဲ့အနာဂတ်သာသနာကိုစောင့်ရှောက်ကြမဲ့မျိုးကောင်းဒီသာသနာအာဇာနည်တွေမွေးထုတ်ပေးဖို့အတွက်ဆရာတော်ကြီးကဒါရည်မှန်းချက်ရှိခဲ့ပါတယ်ရှိခဲ့တဲ့အတိုင်းဒီစာတင်တိုက်ကြီးကိုလွန်ခဲ့တဲ့ဒါစနစ်ရစဲစုနဲ့တခုအတွင်းမှာဒါတည်ထောင်ခဲ့တာဖြစ်ပါတယ်ဆရာတော်ကြီးမှာဒါတရားစခန်းတရားရေးတာတွေပေါ့နော်တရားရေးတာတွေကအများကြီးရှိပါတယ်ပြည်တွင်းမှာပြည်ပမှာအများကြီးရှိပါတယ်ဒီဆောင်ွဲဖြစ်လို့ရှိရင် ဆံပွဲကိုစနစ်တကျမိခွန်းတွေကိုထုတ်တဲ့ဒီမှာပို့စကဆရာတော်တွေကိုပြင်ပြီးမိခွန်းထုတ်တယ်အဲ့မိခွန်းတွေကိုစနစ်တကျမိခွန်းရိုက်တဲ့အဖွဲဒီအဖွဲဆိုရင်မိခွန်းရိုက်နေတဲ့အချိန်ကနေအခုချိန်ထိမပြင်ရဘူးဒီမိခွန်းတွေအပြင်ဘက်မပေါက်ကြဖို့အတွက်ဒါတွေတိလောက်ရတယ်အဲ့ဒီအရာအပြင်ကိုမိခွန်းတွေလှိမ့်ပြီးတော့အခုစာဖြေအခန်းဒီမှာရေစာအမှတ်ချက်တဲ့အခန်းဒီမှာရေတာဝန်ယူဆောင်ရွက်ပေးနေတာဒါဂျပန်တင်နန်းကျောင်းအဖွဲပေါ့နော်အဖွဲအဲ့အဖွဲကကလေးတွေပေါ့ကလေးတွေအဲ့ဒီတင်နန်းတက်နေတဲ့ကလေးတွေတစ်နှစ်တစ်နှစ်ကို150လောက် လာပြီးတော့လူ150လောက်ပညာရေးဌာနပညာရေးကဏ္ဍမှာလာကူရတယ်ပေါ့နော်လာကူရတယ် ။နောက်ဒီနေ့ဆိုရင်ဥယျာထွန်းနဲ့ဒီပရာဟိတအဖွဲ့ပေါ့။အဲ့ပရာဟိတအဖွဲ့ကလည်းအားလုံးပေါင်းလိုက်လို့ချင်းသူလည်းတရာကျော်သွားပြီ။စွန်းချောင်းနေမှာ54ယောက်လောက်နေအပေါ်မှာလည်းကျွန်တော်40ကျော်နေဆိုတရာနီးပါးတရာကျော်ပေါ့နော်။အဲ့လိုအလောက်တွေလာကူရတယ်။ကူတဲ့လူတွေအကုန်လုံးကြောင်တာဒီဆံမွေးကြီးကအခုဒါနောက်ဆုံးဒီဒီနေ့ညနေဆိုပြီးပြီပေါ့နော်။သူတို့ကြောင်တာအောင်မြင်ရတာဖြစ်တယ်လို့ဒါကျွန်တော်ပြောလို့ပါတယ်။ဒါကြောင့်မလို့ဒီအဖွဲ့တွေကကျေးဇူးတင်ထိုက်တဲ့သူတွေဖြစ်တယ်။